ားလုံးမင်္ဂလာပါကျွန်တော်တုတ္တာဆန်ပါမိတ်ဆွေတို့ကဘေးနှပညာကိုဝါသနာပါလို့ပဲဖြစ်ဖြစ်လက်တွေ့ဟောပြောနေတဲ့သူပဲဖြစ်ဖြစ်ဒီသင်ခန်းစာဟာမိတ်ဆွေတို့အတွက်သုံးဝင်မှသိကြပါတယ်ကျွန်တော်အခုတင်ပြမယ့်နီးလန်းဟာဘေးနှဆွဲဆုံးလို့ခေါ်တဲ့ program လေးတစ်ခုနဲ့မြန်မြန်ဆန်ဆန်တွက်ချက်ပြီးဘလို့ဟောပြောရမလဲဆိုတဲ့နီးလန်းကိုကျွန်တော်ကပြောမှာဖြစ်ပါတယ်ဒီ program မှာကျွန်တော်ကဘေးနှပညာအရစဉ်းစားပြီးတွက်ချက်ရမယ့်အခြေခံအချက်တွေကို စဉ်းစားနေစရာမလိုအောင်လို့ကျွန်တော်ကြိုပြီးစဉ်းစားပြီးမှစီစဉ်ထားပါတယ်။ဒီတော့မိတ်ဆွေဟာဗေဒပညာကိုလုံးဝအခြေခံမရှိပါဘူးဆိုရင်တော့ဒီဗီဒီယိုကိုလေ့လာပြီးတာနဲ့ကောင်းကောင်းသုံးချတတ်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။တကယ်လို့မိတ်ဆွေဟာဗေဒပညာကိုဘူးတုတာလည်းရှိမယ်။ကိုယ်တိုင်လည်းတွက်ချက်တတ်ပါတယ်ဆိုရင်လည်းဒီပရိုဂရမ်ဟာသုံးဝင်နေအောင်မှသိကြပါတယ်။ဘလို့သုံးဝင်နိုင်မလဲဆိုရင် ရှိရှိရရကြီးတွေကျွန်တော်တို့တွက်ချက်ပြီးစဉ်းစားနေရမယ်အလုပ်တော်တော်များများကိုကိုယ်တိုင်လက်ပြီးတော့လုပ်เสียမလို့တော့ပဲနဲ့ရိုးရိုးရှင်းရှင်းလေးသုံးချသွားနိုင်မှာဖြစ်လို့ပါဒီတော့မိတ်ဆွေတို့အတွက်အချိန်ကုန်တက်တာမယ်သူတေသနာပြုတ်เสียရှေ့လဲမြင်မြန်ဆန်းဆန်းသူတေသနာပြုတ်နိုင်လိမ့်မယ်လူမျိုးများကိုဟောပြောဖို့ဒါလိုအပ်တယ်ဆိုရင်လဲအချိန်တွေကိုဖြုံးနေเสียမလို့တော့ပဲနဲ့ကျွန်တော်တို့အများဆုံးဒါလက်တွေအသုံးချနိုင်မယ်ပေါ့ကဲဒီတော့လက်တွေကြည့်အောင်ဒီနေ့သင်ခန်းစာကတော့ ကလေးတွေရဲ့နာမည်ကိုဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ဒါနာမည်ကိုဖြစ်ဖြစ်ပေါ့ဗီဒီပညာရဘလို့အိဗယ်တွေရှိနေမလဲဘာတွေတည်ထားရမလဲနာမည်ဟာကောင်းလားဆိုးလားစတာတွေကိုစစ်ဆေးနိုင်မဲ့နီလန်ဖြစ်ပါတယ်ဒီနီးစနစ်ကိုစမ်းချမ်းဗီဒီနီးရကျွန်တော်ကဘီးတွေတရတွေပေါ်မှာအခြေခံပြီးတော့ဒါစီစဉ်ထားပါတယ်ဒီတော့ဘယ်နာမည်ကိုမဆိုကျွန်တော်ရဲ့ program ဟာလွယ်လွယ်ကူကူတွက်ချက်နိုင်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ဒီဗီဒီဆွဲဆုံးဆိုတဲ့ website ကိုမိတ်ဆွေတို့သွားပါမိတ်ဆွေတို့ဝယ်ယူအသုံးပြုနေတဲ့ ဒါအကောင့်နဲ့ပေါ့ဒါ login ဝင်လိုက်ပါပြီးသွားလို့ရှင်ဒီစာမျက်နှာကိုမိတ်ဆွေတို့စပြီးတွေ့ရမှာပါတကယ်လို့မိတ်ဆွေကဒီစာမျက်နှာကိုမတွေ့ဘူးဆိုရင်လည်းပဲဟောဒီ menu လေးကနေပြီးတော့ဒီနေရာကိုတစ်ချက်မိတ်ဆွေတို့နှိပ်ပြီးတော့သွားလိုက်ပါဒါဆိုဒီနေရာကိုရောက်သွားလိုက်မယ်အဲ့တော့ဒီနေရာမှာမိတ်ဆွေတို့စစ်ဆေးခြင်းတဲ့နာမည်တွေကြိုက်တာကိုမြန်မာလိုပဲရိုက်ထည့်ပါအင်္ဂလိပ်လိုသွားထည့်ရင်တော့အဆင်ပြေမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကမြန်မာနာမည်တွေကိုစစ်ဆေးခြင်းတဲ့အတွက်ကြောင့်မြန်မာနီးစနစ်ကိုကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ် ဲ့တော့ဥပမာအားဖြင့်ဒါကျွန်တော်ရဲ့နာမည်ပေါ့နော်ကျွန်တော်နာမည်ကိုကျွန်တော်အရင်ဆုံးတွက်ကြည့်မယ်အဲ့တော့ဒီလိုရေးပြီးသွားပြီဆိုရင်ဒီနေရာမှာခလုတ်လေးရှိတယ်ဒီခလုတ်ကိုမိတ်ဆွေတို့တစ်ချက်နှိပ်လိုက်ပါဒါဆိုရင်အခုလို့ဟောပြောချက်တွေစစ်ဆေးမှုတွေပေါ်လာလိမ့်မယ်အဲ့တော့ဒီအပေါ်ပိုင်းကတော့ဒါပညာရက်ကိုနားလည်တဲ့သူတွေဆိုရင်တော့ပို့ပြီးတော့အသုံးချရတာကောင်းပါလေတကယ်လို့မိတ်ဆွေကဒီပညာရက်နဲ့ပတ်သက်ပြီးတော့တော်တော်ကိုဒစိမ့်ဆန်နေတယ်တိတ်ပြီးနားမလည်ဘူးဆိုရင်ဟောဒီမှာကျွန်တော် ဟောချက်တွေကိုရေးပြထားပါတယ်ဒီဟောပြောချက်တွေအားလုံးဟာမေဆူရီရဲ့စေကူးဉာဏ်နဲ့ပေါင်းဆက်ပြီးတော့ဒါတိုးချဲ့ပြီးတော့လဲဟောပြောနိုင်တယ်လို့ဒီတိုင်းလည်းပဲဟောပြောလို့ရပါတယ်ဥပမာအားဖြင့်ကျွန်တော်ဒီမှာဘဝကိုတိုးတက်မြင့်မားစေတတ်သည်လို့ရေးထားပါတယ်ဆိုလိုချင်တာကတော့ဒီနာမည်ကြီးတစ်ခုလုံးဟာဘဝကိုတိုးတက်မြင့်မားအောင်လို့ဖန်တီးပေးနိုင်တဲ့နာမည်တစ်ခုဖြစ်တယ်လို့သူကဆိုလိုတာပါပြီးတော့ထွန်းထွန်းပေါက်ပေါက်ရှိတတ်သည်ထွန်းပေါက်မယ်ဒီနာမည်နဲ့အောင်မြင်မယ်ပေါ့ဒီမှာလဲအောင်မြင်မှုများတတ်သည်လို့ကျွန်တော်ရေးပြထားပါတယ်ပြီးတော့အကွက်ချစီစဉ်တတ်သည် အကွက်ချတတ်တည်ပေါ့နော်စီစဉ်တတ်တည်ပေါ့အဲ့တော့အကွက်ချစီစဉ်တတ်တည်ပေါ့အဲ့တော့ပြောချင်တာကဒီနာမည်ရှင်ဟာဘာကိုပဲလှုပ်လှုပ်စနစ်တကျလှုပ်တတ်တယ်ကြိုတင်ပြီးမှအကွက်ချပြီးမှစီစဉ်ပြီးမှအလုပ်လုပ်တတ်တယ်လို့ဒါပြောလို့ရပါတယ်ဒါကျွန်တော်နာမည်ဖြစ်လို့တကြောင်ကျွန်တော်ကိုယ်တိုင်လည်းဒီတိုင်းပါပဲကျွန်တော်ဟာဘယ်အလုပ်ကိုပဲလှုပ်လှုပ်သေချာစဉ်းစားပြီးတော့မှအကွက်ချပြီးမှလှုပ်တတ်ပါတယ်ပြီးတော့စဉ်းစားနိုင်စွမ်းအားကောင်းသည်လို့ကျွန်တော်ရေးထားပါတယ်အဲ့တော့ကျွန်တော်ဘယ်လောက်စဉ်းစားနိုင်စွမ်းအားကောင်းလဲဆိုတော့ကျွန်တော်ကိုယ်တိုင်မသိပါဘူးဒါပေမဲ့ ကျွန်တော်ရဲ့ဒါစဉ်းစားတွေးခေါ်မှုတွေဟာအမြင်နဲ့စမ်းသပ်နေလိမ့်မယ်လို့တော့ကျွန်တော်ယူဆပါတယ်ဒါကတော့မိတ်ဆွေတို့ကျွန်တော်ရဲ့ရေးသားထားတဲ့ဆောင်းပါးတွေကိုလေ့လာမယ်ဆိုရင်ဒါသဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်ပြီးတော့အိမ်အောင်ဆက်များတတ်သည်တဲ့ဒါဆိုရင်ကျွန်တော်သတိထားရတော့မယ်ဒီနာမည်ဟာအိမ်အောင်ဆက်များပြားအောင်ဖန်တီးနိုင်တဲ့နာမည်တစ်ခုဖြစ်နေတယ်ကျွန်တော်မစင်ကျင်ဘူးဆိုရင်အိမ်အောင်ဆက်တွေများလိမ့်မယ်ဒါကိုအတိအကျဒီကိန်းကပေါ်ပြနေတယ်ပြီးတော့ကျွန်တော်ဒီမှာထွန်းပေါက်တတ်သည်တဲ့ ဲ့တော့ထွန်းပေါက်တက်သည်ဆိုတာကတော့ကျွန်တော်ဒီမှာလဲထွန်းပေါက်ပေါက်ရှိတတ်သည်လို့ရေးထားတော့သိပ္ပတနာမရှိဘူးထပ်ပြီးရှင်းပြရစရာမလိုဘူးပြီးတော့ခေါင်းမာသည်ဒဇထိုးဆန်တော်လဲအောင်မြင်လွယ်တတ်သည်အဲ့တော့ကျွန်တော်ဟာခေါင်းမာတတ်တဲ့လူစားဖြစ်တယ်ဒဇထိုးဆန်ဆန်နဲ့လဲကျွန်တော်အလုံးလုံးတတ်တယ်လို့ဒါဟောပြောမှဆိုရင်ရပါတယ်ပြီးတော့စိတ်ကူးကောင်းသည် ထောက်ပံ့ကောင်းရှိသည်စားဖြင့်ဒါတွေကတော့မိတ်ဆွေတို့ဆက်လက်ပြီးတော့ညာရှိသလိုဟောကြည့်ပါအဲ့တော့ကိုယ့်ဟာကိုယ်လေ့လာကြည့်ပါပြီးတော့ဒီနေရာမှာလဲကျွန်တော်ကနာမည်ကိုအစနဲ့အဆုံးစစ်ဆေးတဲ့စနစ်လေးတွေထည့်ပေးထားတယ်ဒီနာမည်မှာတနဲ့စထားတယ် ီးတော့တာနဲ့စားတို့တကြောင်ဘလို့အကျိုးဆက်တွေရှိတယ်ဆိုတာကိုကျွန်တော်ဒီမှာအသေးစိတ်ရှင်းပြထားတယ်ဒီအတိုင်းလဲဟောလို့ရတယ်လို့မိတ်ဆွေတို့ရဲ့ဒါဉာဏ်ပညာကိုကွန်မြူပြီးတော့အသေးစိတ်ပြန်ပြီးချဲ့ထွင်ပြီးတော့လဲဟောပြောနိုင်ပါတယ်ပြီးတော့နာမည်အဆုံးလုံးဟာနာနဲ့ဆုံးထားတယ်တဲ့အဲ့တော့အဲ့ဒီချက်ကိုကျွန်တော်ရှင်းပြမယ်တုတ္တဆန်းလို့ဆိုရင်နောက်ဆုံးဆန်းဆိုတဲ့အရာကိုလူတော်များများသတိထားမိတယ်အဲ့တော့စလိမ့်နဲ့ဆုံးတယ်လို့လဲထင်တတ်ကြတယ်မှန်ပါတယ်စလိမ့်နဲ့ဆုံးတာပါဒါပေမဲ့ကျွန်တော်ရဲ့ဒီစနစ်မှာတော့ နငယ်နဲ့ဆုံတယ်ဆိုတော့ဟောဒီနငယ်ဆိုရက်ဘီးအသက်ကိုကျွန်တော်တို့ယူထားပါတယ်တနည်းအားဖြင့်ဘီးနဲ့တတ်ထားတဲ့အတွက်ကြောင့်နငယ်နဲ့ဆုံပါတယ်ဒီစနစ်ကိုကျွန်တော်အသေးစိတ်ရှင်းပြမယ်ဆိုတော့နည်းနည်းလေးအချိန်ပိုယူရလိမ့်မယ်အဲ့တော့ဒီကြောင့်တော့ကျွန်တော်သင်တန်းမှာပဲရှင်းပြမယ်လောလောဆယ်တော့ဒီ program တွေ့ချက်မှုတိုင်းပဲကျွန်တော်ဟာနငယ်နဲ့ဆုံတယ်လို့ပဲခဏယူဆထားပါအဲ့တော့နငယ်နဲ့ဆုံတယ်ဆိုရင်ဒီဇတရှင်ဟာတနည်းအားဖြင့်ဒီနာမည်ရှင်ဟာဘလို့အကျိုးဆက်တွေရှိတယ်လဲဘာတွေ မူယာတွေရှိတယ်လဲစဖြင့်ဒီမှာလေ့လာလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ဘေးရင်ပညာမှာတရာရီလို့ခေါ်တဲ့စတစ်တခုရှိပါတယ်နာမည်တွေကိုစစ်ဆေးတဲ့အတက်တခုပါပဲအဲ့တော့ဒီနာမည်ဟာဘလို့နာမည်မျိုးစားလဲဟိုမှာတကွန်လားအခိုးလားစဖြင့်ပေါ့ဟိုနာမည်တွေကိုခွဲခြားပြီးတော့စဉ်းစားတဲ့စနစ်တခုရှိပါတယ်ဒါကိုလည်းကျွန်တော်သင်တန်းလေးဖွင့်ပြီးတော့အသေးစိတ်ရှင်းပြပါဦးမယ်အခုဒီမှာတော့ကျွန်တော်အသေးစိတ်ကြီးမပြောတော့ပါဘူးအဲ့တော့သူ့ရဲ့အကျိုးဆက်ကဘာလဲဒီနာမည်ဟာတွက်ချက်လိုက်ရင်တကွန်ဆိုတဲ့ဒါအကျိုးဆက်ရှိတယ် ဒီနာမည်ဟာဘလို့ထိပ်ပေးရှိတယ်ဆိုတော့ဒီမှာကျွန်တော်အားလုံးရေးပြထားပါတယ်အဲ့တော့ဒီအောက်ဆုံးချက်ကတော့ဒါမိတ်ဆွေတို့နားမလည်ဘူးဆိုလည်းခြံခဲ့လို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနာမည်ကိုကျွန်တော်တို့ကဒါကျင့်စဉ်တွေဘာတွေလုပ်မယ်စိတ်တခုပညာတွေဘာတွေလေ့လာနေရဆိုတော့ဒီချက်ကတော့အသုံးဝင်ပါပါ။ဒါမဲ့လို့ကျွန်တော်ဒီမှာတော့မလို့အဲ့လိုကျွန်တော်မရှင်းပြတော့ဘူး။အဲ့တော့ဒီအပိုင်းကြီးကတော့မိတ်ဆွေတို့ဒီပညာကိုနားလည်တယ်ဆိုရင်ဒီချက်တွေကဒါအသုံးဝင်ပါပါ။တနည်းအားဖြင့်ကိုယ့်ရဲ့နာမည်မှာဘလို့အခရာတွေ ဘလို့တရဟတွေပါဝင်ပေါင်းစပ်နေလဲဆိုတော့အသေးစိတ်ဒါခွဲချမ်းစိတ်ဖြားထားတဲ့စနစ်ပါဟိုမိုဆိုတော့ကျွန်တော်ဒီမှာလာပြီးတော့ဒါကဲခတ်နိုင်ပါတယ်ဥမာတချောင်းငင်ပါတယ်ဒီမှာတချောင်းငင်ပါတယ်အသက်ပါတယ်အသက်ဆိုတော့ဒဂွန်လို့လည်းကျွန်တော်တို့ခေါ်တယ်ဒီမှာအသက်ပါတယ်ပြီးတော့ဝစ်စပောက်ပါတယ်ဝစ်စပောက်ကလည်းပဲဒီနေရာမှာတွေ့ရတယ်အဲ့တော့ဒါတွေကမိတ်ဆွေတို့ကိုယ်တိုင်ဆက်ပြီးတော့လေ့လာကြည့်ပါအဲ့တော့ကျွန်တော်တို့နောက်ထပ်နာမည်တစ်ခုကိုတွက်ချက်ကြည့်အောင်အဥမာအဖြစ်ကျွန်တော်တို့ကဒီမှာနာမည်ဖြစ်မှလား တချို့ကစဉ်းစားတယ်ဘယ်လိုပြောရမလဲဆိုရင်ဥပမာအားဖြင့်တချို့ကနာမည်တွေကိုအပြီးတန်စနစ် ပုံစံမျိုးပေါ့နော်အစ်င့်ဒါတုံးထားတယ်ကိုရှာခြင်းတဲ့နာမည်ကို မတွေ့ခဲ့ရင်ဘယ်လိုလုပ်မလဲလို့တချို့စိုးရိမ်နေသူတွေရှိပါတယ်ဥပမာဆိုကြပါစို့မိတ်ဆွေရဲ့နာမည်ကဂျာဂျာလို့ပေးထားတယ်ဂျာဂျာဆိုတာကဒါပြောမှဆိုရင်အပေးနေပါတယ်အဲ့တော့ဂျာဂျာဆိုတဲ့နာမည်ကြီးကကျွန်တော်တို့အပြီးတန်ထဲမှာမပါရင်ကျွန်တော်တို့တွတ်လို့မရဘူးပေါ့တကယ်တော့ဒီ program မဟုတ်ပါဘူးအပြီးတန်နဲ့စီစဉ်ထားလည်းမဟုတ်ပါဘူး အဲ့တော့ဘယ်နာမည်မဆိုတွက်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဂျာဂျာလို့တွက်ကြည့်အောင်ဒါမိတ်ဆွေတို့ကြိုက်တာအတွက်เนาะဒါကျွန်တော်ဥပမာပေးတာပါအဲ့တော့ဂျာဂျာဆိုတဲ့နာမည်မိတ်ဆွေကပေးထားတယ်ဆိုရင်အဲ့ဂျာဂျာဟာဘာအိပဲရှိတယ်လဲကျွန်တော်တို့တွက်ပြီးတော့လေ့လာကြည့်မယ်ဆိုတော့ဂျာဂျာပါဝင်တဲ့ပြည်ကြီးကကားငယ်နဲ့ကားငယ်ပါဝင်တယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်မယ်ဆိုရင်သူ့ရဲ့ဒါနာမည်ရဲ့အကျိုးဆက်ပေါ့နော်ဒီမှာကျွန်တော်ရေးထားတယ်ပြီးတော့နာမည်ရဲ့အစလုံးကဘာဖြစ်တယ်အဆုံးလုံးကဘာဖြစ်တယ်ဆိုပြီးကျွန်တော်ဒီမှာရေးထားတယ်ပြီးတော့ အာဒီနာမည်ကိုကျွန်တော်တို့တရာဒွေးစနစ်အရာလေ့လာလိုက်တဲ့အခါမှာလဒ္ဒနာမည်ဖြစ်နေတာတွေ့ရတယ်ဒီတော့လဒ္ဒဆိုတော့ဘာအကျိုးဆက်တွေရှိလဲဆိုတော့ကျွန်တော်ဒီမှာရေးထားတယ်ဒါတရားမိတ်ဆွေတို့ကိုယ်တိုင်ဖတ်ပြီးတော့လေ့လာပါမိတ်ဆွေတို့လိုချင်တဲ့မိတ်ဆွေတို့သိချင်တဲ့ဒါလေ့လာချင်တဲ့နာမည်တွေအားလုံးကိုဒီမှာကျွန်တော်တို့ထည့်သွင်းပြီးတော့ဒါလေ့လာလို့ရပါတယ်အဲအဲ့တော့နောက်ထပ်ကျွန်တော်တို့နာမည်လေးတစ်ခုစဉ်းစားကြည့်အောင်မင်းမင်းအေးဆိုပါစို့တကယ်တော့ဒီနာမည်ဟာအပြင်မှာရှိချင်လဲရှိနိုင်ပါတယ် အဲ့တော့နာမည်တူသွားရင်တော့နည်းနည်းလေးကျွန်တော်ကိုနားလည်ပေးပါဟိုဘယ်သူ့ကိုမှကျွန်တော်ရည်ရွယ်ပြီးတော့လောက်တာတော့မဟုတ်ပါဘူးဒါမဲ့လို့နာမည်ရဲ့သဘောတရားကိုတော့ကျွန်တော်တို့အရင်ရှင်းပြပါမယ်နာမည်မှာမင်းဆိုတဲ့ယောက်ျားဆန်တဲ့အလုံးနဲ့အေးဆိုတဲ့ကြားမမကွဲတဲ့နာမည်တစ်ခုပေါ့နော်စလုံးတစ်ခုပေါ့တွဲထားတာတွေ့ရတယ်တကယ်တော့ဒီနာမည်ဟာဖို့မှဆန့်ကျင်တယ်လို့ကျွန်တော်တို့ရဲ့ပညာမှာခေါ်ပါတယ်ကျွန်တော်တို့ရဲ့ပညာဆိုတဲ့နေရာမှာကျွန်တော်အသုံးပြုနေတဲ့စမ်းချမ်းပညာကိုဆိုလိုပါတယ်အဲ့တော့ကျွန်တော်အသုံးပြုနေတဲ့စမ်းချမ်းပညာကိုလည်းကျွန်တော်သင်တန်းအဖြစ် ဒါမကြခင်ဖွင့်လှစ်ပြီးတော့တင် जा ပေးပါအောင်မယ်အခုတော့ထားလိုက်ပါအောင်လောလောဆယ်မိတ်ဆွေတို့သိရမှာကဒီနာမည်ကိုကျွန်တော်တို့ဘယ်လိုကျိုးဆက်ရှိမယ်ဆိုတာတော့ချက်ကြည့်မယ်အဲ့တော့ကြည့်လိုက်တဲ့အခါမှာအိမ်တော်ကြီးပြဿနာများတတ်သည်တဲ့အဲ့တော့ဒီနာမည်တော်တော်သတိထားရမယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ပြဿနာတွေဘဝမှာအချိန်ချင်းကြုံတတ်တယ်ဒီကလေးဒီနာမည်နဲ့တူတဲ့မိတ်ဆွေတွေရှိရင်ကျွန်တော်နားလည်ပြီနော်ကျွန်တော်ကဒါသူဇနာပြုတဲ့သဘောမျိုးလို့တနည်းအားဖြင့်ပညာတရက်ကိုမျှဝေပေးတဲ့သဘောမျိုးနဲ့တင်ပြတာပါမိတ်ဆွေရဲ့အကျိုးစီးပွားကိုထိခိုက်စေဖို့အတွက်မရည်ရွယ်ပါဘူးအဲ့တော့ ြောမယ်ဆိုရင်အိမ်အောင်ရေးပြဿနာများတတ်သည်အိမ်အောင်ဆက်များတတ်သည်အိမ်အောင်ရေးရှုပ်ထွေးမှုများဖြစ်ပေါ်တတ်သည်စသဖြင့်အိမ်အောင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုမကောင်းတာတွေဒါယူဆထားတာတွေ့ရပါတယ်ဆိုတော့ဒီနာမည်ရှင်ဟာအိမ်အောင်ရေးကိုတော်တော်သတိထားရပါမယ်ပြောချင်တာကတော့အိမ်အောင်ရေးကမကောင်းဘူးပေါ့ဒါမှမဟုတ်အိမ်အောင်ကွဲလိုက်ပြန်ပေါင်းလိုက်စသဖြင့်ပုံစံမျိုးတွေဖြစ်တတ်တာကိုဆိုလိုပါတယ်ကဲတော့ဒါအယူဆတွေကတော့မိတ်ဆွေတို့ကိုယ်တိုင်ဒါဆက်ပြီးတော့ယူဆကြည့်နော်ဒါကျွန်တော်ကဒီ program ကိုဘယ်လိုအသုံးချမလဲ ဘယ်လိုတွေဟောပြောလို့ရလဲဆိုတော့ကျွန်တော်အဓိကသင်ပေးချင်တာပါကြဲတော့မိတ်ဆွေကစဉ်းစားမယ်အာနာမည်ကဒီလောက်ပဲလားဒီလောက်ပဲစစ်ဆေးလို့ရတာလားကျွန်တော်မရဘူးလားစဖြစ်မို့အများကြီးမိတ်ဆွေတို့ဒါမေးစရာတွေရှိလာနိုင်တယ်တကယ်တော့ဒါကကျွန်တော်ရဲ့ဒီစမ်းချမ်းဘေးရင်ပညာမှာ အသုံးပြုနေတဲ့နီလန်တစ်ခုအလွယ်တကူမိတ်ဆွေတို့သုံးနိုင်အောင်ဒါဖန်တီးပေးလိုက်တာပါစမ်းချမ်းနီးအရနာမည်အင်္ဂါ၁၀ပါးနဲ့ညီမညီစစ်ဆေးလို့ရတဲ့စနစ်လည်းရှိပါသေးတယ် ဲ့ဒါကိုတော့ကျွန်တော်နောက်ထပ်သင်ခန်းစာတွေကြရင်ဒါအသေးစိတ်ရှင်းပြပါအောင်မယ်လောလောဆယ်တော့ကျွန်တော်တို့အကြမ်းမြင့်ကြည့်ကြည့်ရအောင်နာမည်အင်္ဂါ7ပါးနဲ့ညီမညီစစ်ဆေးကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဟောဒီစမ်းချမ်းကိုလာပါဟောဒီစမ်းချမ်းစမ်းချမ်းတွတ်ချက်ခြင်းဆိုတဲ့စနစ်ကိုဝင်လိုက်ပါဆိုတော့အာဒီမှာကတော့ကျွန်တော်ဒါနာမည်တွေပါနေတာတွေ့ရတယ်ဒါတော့ကျွန်တော်စမ်းသပ်ထားတဲ့နာမည်တွေပါတကယ်အစ်စ်တွေမဟုတ်ပါဘူးအဲ့တော့ထားလိုက်ပါကျွန်တော်ဒါထားပါတော့ဒီနာမည်တွေတခုကျွန်တော်တို့အရင်စဉ်းစားကြည့်မယ် KT ပေါ့နော် ် KD ဆိုတဲ့နာမည်တည်းလဲဒါအပေးများတယ်နော်ဘလို့အထိပ်ပဲလဲဆိုတော့ကျွန်တော်တို့သိအောင်ကျွန်တော်တို့လေ့လာကြည့်မယ်ဒါပေမဲ့မိတ်ဆွေတွေနာမည်နဲ့တူသွားရင်တော့နည်းနည်းလေးနားလည်ပေးပါဒါကျွန်တော်ကပညာအရဘလို့တွေရှိတယ်ဆိုတော့သိစီချင်းတော့ဒါပြပေးရစနစ်ပါအဲ့တော့သူ့ရဲ့မိုးသက်ကလေးကိုတော့ကျွန်တော်ကအိုမာ9ရက်10လ1991လို့ပြောထားတယ်အခြေုံတော့ကျွန်တော်မထည့်ပေးထားဘူးရန်ကုန်မှာမိုးရဲ့အသားရောအဖျင်းကျွန်တော်တို့ခက်လက်လက်လို့ပြောလိုက်မယ် main ကလေးလို့ကျွန်တော်သတ်မှတ်ထားတယ်အဲ့တော့အာဒီမှာတော့ကျွန်တော်တို့နည်းနည်းပြင်ရမယ် ဒီနေ့ကကျွန်တော်က18ရက်နေ့ပြီးတော့10လပိုင်း2025ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒါလေးကိုတစ်ချက်ပြင်ပြီးတော့အခုကျွန်တော်တို့တွက်ချက်ရမ်းဆိုတော့နှိပ်လိုက်မယ်ဆိုရင်အခုလို့စမ်းကြမ်းတွက်ချက်တဲ့ဒါနေ့စနစ်တခုပေါ်လာပါပြီဒီစမ်းကြမ်းတွက်ချက်တဲ့နေ့စနစ်မှာကျွန်တော်ကအဓိကတုံထားတာကစမ်းမဟာမူတုံထားပါတယ်စမ်းကြမ်းလဲစမ်းကြမ်းပါတိုးတော်လည်းပဲကျွန်တော်ကစမ်းမဟာဆိုတဲ့အတွေးခေါ်စနစ်တွေပါပေါင်းဆက်ပြီးတော့ထည့်ထားတာပါမိတ်ဆွေတို့အသုံးမပြုတ်တဲ့ရင်တော့ဒါတွေကဘာမှအသုံးမမှာမဟုတ်ပါဘူး တကယ်လို့အသုံးပြုထက်ရင်တော့အင်ပတန်မှအသုံးဝင်တဲ့စနစ်တွေဖြစ်ကြောင်းမိတ်ဆွေတို့လက်တွေ့တွေ့ရပါလိမ့်မယ်အဲ့တော့အခုလို့နှိပ်လိုက်တော့ဘာတွေတွေ့ရသလဲဆိုရင်မဟာဗုဒ္ဓတွေတွေ့ပြီးသားတွေ့ရတယ်မဟာဗုဒ္ဓကိုကျွန်တော်ကလက်ရှိရောက်နေတဲ့ကောစာရောပြီးတော့သူ့ရဲ့မူလမဟာဗုဒ္ဓကိုကျွန်တော်တွက်ချက်ပေးထားတယ်မဟာဗုဒ္ဓမကဘူးကျွန်တော်တို့ရဲ့ဒီနမခရတိုင်စင်နေပြီးတော့ဒီကျွန်တော်တို့စမ်းချမ်းပညာမှာ သုံးတဲ့ကရကတွေဒါအလွယ်တကူပေါ့နော်မိတ်ဆွေတို့ရှာဖွေအသုံးပြုနိုင်ကျွန်တော်လုပ်ပေးထားတယ်ဒါအကြောင်းတော့ကျွန်တော်နောက်ပိုင်းကျရင်အသေးစိတ်ထပ်ပြီးရှင်းပြပေးမယ် ို့ကဒါဒီသင်ခန်းစာမဟုတ်တော့ကျွန်တော်မပြောသေးဘူးဒီနေ့သင်ခန်းစာကနာမည်တွေကိုကျွန်တော်တို့ဒါစစ်ဆေးကြည့်ကြတာပေါ့နော်ကောင်လာဆူလာစဖြစ်ပေါ့ကဲထားပါတော့ကျွန်တော်တို့အဲ့ဒီအနေထားတွေကြော်လိုက်မယ်ဒါတွေကတော့ကျွန်တော်မရှင်းပြတော့ဘူးနောက်မှပဲကျွန်တော်ရှင်းပြမယ်ကဲကျွန်တော်အဓိကရှင်းပြကြတာဟောဒီနေရာပါမိတ်ဆွေရဲ့နာမည်ကိုနာမည်အင်္ဂါ7ပါးနဲ့ညီမညီစန်းချန်နီလန်ရသုံးသပ်ခြင်းနဲ့ဆိုရင်ဟောဒီစာမျက်နှာမိတ်ဆွေတွေအသုံးဝင်မှာပါအဲ့တော့ဒီစာမျက်နှာမှာဘာရေးထားလဲဆိုတော့မိတ်ဆွေရဲ့နာမည်ကေတီဆိုတဲ့နာမည်အရာပေါ့နော် နာမည်အရင်းလုံးဟာ K ဖြစ်ပြီးတော့နာမည်အဖျားလုံးဟာ T ဖြစ်ပါတယ်။စာပြစာဖြစ်မို့ဒီမှာရေးထားတယ်။မြန်မာလိုရေးထားတဲ့အတွက်ကြောင့်မိတ်ဆွေတို့ဒါဖတ်ရင်ဒါနားလည်လွယ်လောက်မှာပါ။အဲ့တော့ကျွန်တော်ဘာကိုအရင်စပြီးစစ်ဆေးလဲဆိုတော့နာမည်အင်္ဂါ10ပါးရဲ့နံပါတ်1ဖြစ်တဲ့ဟုတ်ဒီကိုကျွန်တော်စပြီးစစ်ဆေးပါတယ်။အဲ့တော့ဟုတ်ဒီကကျွန်တော်ပညာရေးစစ်ဆေးတဲ့အခါမှာဟုတ်ဒီမှားနေတာကိုတွေ့ရပါတယ်။ဘာကြောင့်မှားတယ်လဲဆိုတော့နာမည်အရင်းလုံးဖြစ်တဲ့ဟောဒီတရင်နာကနေနာမည်အဖျားလုံးဖြစ်တဲ့တောက်ကြာအထိကိုကျွန်တော်တို့ကဟုတ်ဒီ ဒါအစင်ပေါ့နော်စစ်ဆေးလိုက်တာပါဟောဒီဘလို့ဆေးရတယ်လဲဘာညာတာကတွေကတော့ကျွန်တော်စမ်းချင်းတင်တဲ့ဖွင့်မှာပဲရှင်းပြလို့ရပါမယ်အခုကတော့မိတ်ဆွေတို့ဟောချက်ပဲဖတ်ပါဟောဒီမှားနေတယ်ဆိုရင် तू ဟာဘာတွေဖြစ်လာမလဲဒါကတော့ကျွန်တော်မပြောပြတော့ဘူးမိတ်ဆွေတို့ကိုယ်တိုင်ဖတ်ပြီးတော့ဒါကိုယ့်အကူနားလည်အောင်လုပ်ပါတနည်းအားဖြင့်မိမိညာကိုချဲ့ထွင်ပြီးတော့တုံးချကြည့်ပါလက်တွေအသုံးဝင်ပါလိမ့်မယ်ပြီးတော့ဒီကရတ္တကိုကျွန်တော်တို့စစ်ဆေးတယ်ဒီအချက်ကတော့အရေးကြီးပါတယ်မိတ်ဆွေတို့ ဟိုအမြင့်တဲ့စစ်ဆေးနိုင်ပိုကောင်းတယ်ဒါကတော့အိမ်ထောင်ကြီးတွေဘာတွေကိုအဓိကစစ်ဆေးလို့ရတဲ့စနစ်ဆိုတော့ဒီမှာလည်းပဲကျွန်တော်နာမည်အရင်းလုံးကိုစစ်ဆေးပြတယ်ဟောချက်တွေထည့်ပေးထားတယ်နာမည်အဖျားလုံးကိုစစ်ဆေးပြတယ်ဟောချက်တွေထည့်ပေးထားတယ်ဒီစနစ်ဒီအဓိကအသုံးဝင်တဲ့ပုံစံတွေကိုကျွန်တော်စမ်းချမ်းသင်တန်းကြရင်ဒီထက်ပိုပြီးတော့အသေးစိတ်ပြောပြပါမယ်ဒီကရတ္တကိုစစ်ဆေးလိုက်တဲ့အခါမှာနှစ်ခုလုံးဟာမှန်နေတာကိုတွေ့ရပါတယ်ဘာကြောင့်မှန်တယ်လဲဆိုတာလည်းပဲစမ်းချမ်းတက်ရင်မိတ်ဆွေတို့နားလည်ပါလိမ့်မယ်စမ်းချမ်းမတက်ရင်လည်းကိစ္စမရှိဘူးဒီတိုင်းအသုံးပြုလို့ရတယ် ပြီးတော့ဝဏကိုစစ်ဆေးတယ်ဝဏကိုစစ်ဆေးတဲ့အခါမှာလည်းပဲဝဏကဒါပြောမယ်ဆိုရင်အသားရောင်ကျွန်တော်ကခက်လက်လက်လို့ပြောခဲ့တာ哦 तू ကကာကြီးနဲ့စပေးထားတယ်ဒါကဥပရလို့ခေါ်တဲ့အခရာမျိုးစာဖြစ်နေတယ်ဒါစမ်းကျမ်းပညာရဲ့ယူဆတော့မိတ်ဆွေတို့နားမလည်လဲထားလိုက် तू အသားရောင်ဖြူတာတို့เนาะအသားရောင်ဝါနေတာတို့ကို तू ကဒါကြိုက်တယ်ပေါ့နော်ဒီနာမည်မျိုးတွေอ่ะဒါပေမဲ့ကျွန်တော်အသားခက်လက်လက်လို့ပြောထားတော့ပြောမှဆိုရင်ဝဏမှားနေပြီဝဏမှားနေပြီဆိုရင်ဒါဘလို့အကျိုးဆက်တွေရှိသလဲ ဒီမှာကျွန်တော်အကျိုးဆက်တွေရေးပြထားပါတယ်အဲ့တော့ဒါတွေကတော့မိတ်ဆွေတွေကိုပိုင်ညာနဲ့ချင့်ချိန်ပြီးတော့စဉ်းစားပြီးတော့လက်တွေအသုံးချကြည့်ပါသူသနာလည်းမြင်များပြုကြည့်ပါဘာတွေအိဗယ်ရှိတယ်ဘာတွေအိဗယ်မရှိဘူးဆိုတာကိုမိတ်ဆွေတို့ကိုယ်တိုင်ဒါလေ့လာရင်းနဲ့သဘောပေါက်လာပါလိမ့်မယ်ပြီးတော့တကက်တကက်ကိုလည်းကျွန်တော်စစ်ဆေးထားတယ်ဒါကတော့မိတ်ဆွေတွေရဲ့လှုပ်ရှားမှုတွေအလုံးလောက်ကင်မှုတွေဘာတွေနဲ့အကျိုးပေးတယ်ဆိုတာတွေကိုစစ်ဆေးတဲ့စနစ်ပါဘယ်လိုအလုပ်တွေနဲ့ကြိုးပေးတယ်လဲ။အိုမာတီတီညီညီနဲ့ထိုင်ပြီးလောက်ရတဲ့အလုပ်မျိုးတွေလား။ဒါမှမဟုတ်လှုပ်လှုပ်ရှားရှားတောတောလာလာနဲ့လောက်ရတဲ့အလုပ်မျိုးတွေလား။စဖြစ်ပေါ့နော်။ ဒီမှာတော့ဒီနာမည်ကိုကျွန်တော်ကအရင်ရောအဖျားရောစစ်ဆေးလိုက်တဲ့အခါမှာတောမဂျူရီဖြစ်နေလို့ကြောင့်သူဟာတတိညီညီနဲ့ထိုင်ပြီးအလုပ်လုပ်ရတဲ့အလုပ်မျိုးတွေနဲ့အကျိုးပေးတယ်လို့ပြောထားပါတယ်။ဟိုသွားတီသွားပေါ့နော်။တောလာလှုပ်ရှားတဲ့အလုပ်တွေနဲ့ကြတော့ဒီနာမည်ကအကျိုးမပေးဘူး။အဲ့တော့ KD ဆိုတဲ့နာမည်ကိုပေးထားပြီဆိုရင် KD ဟာတောမဂျူရီနဲ့ပတ်သက်နေတဲ့အတွက်ကြောင့်ဒါထိုင်ပြီးလုပ်ရတဲ့အလုပ်တွေဥမာရုံးအလုပ်တို့ပါတော့ပေါ့နော်။ဘုတ်တို့လေးထိုင်ပြီးတော့လုပ်ရတဲ့အလုပ်မျိုးတွေနဲ့တွားပြီးတော့အကျိုးပေးတယ်။ကျွန်တော်ဒီမှာစစ်ဆေးတာ KD နော်။တော့ကြ KD အဝါ ီတိုင်းမဲ့ဟောလို့ရလားပါလားလေလောက်လာမယ် KD အောင်နဲ့ KD နဲ့မတူဘူးเนาะအဲ့တော့ KD က KD KD အောင်က KD အောင် KD A က KD A စားဖြင့်เนาะနံမယ်ကကိုယ့်ဘက်ကိုအသေးစိတ်တွက်ချက်ခြင်းမဲ့ဆိုရင်အပြည့်စုံဒါထည့်ပြီးတွက်ချက်မှဒီအဖြေတွေအမှန်ပါเนาะအဲ့လိုမဟုတ်ဘဲနဲ့အခုဒီ KD ဟောချက်တွေကို KD အောင်ကကျမတို့ကမှန်လားတို့ကျွန်တော်တို့ကမှန်လားတို့လုံနေနေအောင်မရဘူးမမှန်ဘူးเนาะအဲ့တော့ကျွန်တော်ဒီမှာနာမည်အင်ကာ10ပါးလုံးကျွန်တော်မရှင်းပြတော့ဘူးဒီမှာစစ်ဆေးပြထားတယ်ဒီဟာကိုကျွန်တော်နောက်ပိုင်းကျရင်ထပ်ပြီးတော့ဒါအသေးစိတ်ထပ်ပြောပြပါဦးမယ် ုတော့ဒီလောက်ပဲထားလိုက်ပါတော့အဲ့တော့နာမည်တွေကိုအခုလို့စစ်ဆေးနိုင်တယ်လို့မိတ်ဆွေတို့သိထားပြီဆိုရင်မိတ်ဆွေတို့ဒါအသုံးပြုရတာအဆင်ပြေလိမ့်မယ်လို့ညွှန်လဲပါတယ်ကြဲတော့ဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲနောက်ပိုင်းနောက်ပိုင်းနေမှာကျွန်တော်တခြားသင်ခန်းစာတွေကိုပြောပြပါအောင်မယ်သင်စရာတွေတော့အများကြီးရှိပါသေးတယ်ဟိုဒီ program ကိုမိတ်ဆွေတို့သုံးပြီးတော့ဘာမှမလုပ်တတ်ဘူးဆိုရင်လည်းအကျိုးမရှိပါဘူးအဲ့တော့ဒီ program ကိုအသုံးပြုပြီးတော့ဘာတွေလုပ်လို့ရမလဲဆိုတော့ကျွန်တော်နောက်ပိုင်းဆက်ပြီးပြောပြပါမယ် ကဲဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲမင်္ဂလာရှိကြပါစေဗျာ။